ဒီနေ့ကျွန်တော်ကထီကနန်းတွန်နီအကြောင်းပြောပြမယ်။ကဘာပေါ်မှာအဲ့ဒီဒေးတနေ့မှာပေါ့နော်။ထီဖွင့်တယ်ဆိုလို့ရှိရင်ကန်ဆမ်းမဲ့နှိုက်တယ်ဆိုလို့ရှိရင်စိုးမိုးတယ်ကိန်းကနန်းပေါ့။အဲ့ဒါကိုတနည်းအားဖြင့်အဲ့ဒီနေ့တနေ့ရဲ့ဝိညာဉ်ကနန်းလို့လည်းခေါ်တယ်။နော်။အဲ့တော့အဲ့ဒီဝိညာဉ်ကနန်းဒီနော်အဲ့ဒီနေ့တနေ့မှာ အဆိုးမိုးဆုံးကိန်းခဏန်းတစ်ခုဖြစ်ပါတယ်နော်အဲ့တော့အဆိုးမိုးဆုံးကိန်းခဏန်းတွက်နည်းလေးကိုအလွယ်ဆုံးနည်းကိုကျွန်တော်သင်ပြပေးမယ် Gregorian calendar လို့ခေါ်တဲ့အခုသုံးနေတဲ့အင်္ဂလိပ်ပြက္ခဒိန်ကိုပဲသုံးအောင်မှဖြစ်ပါတယ်ဥပမာမနက်ဖြန်ဆိုလို့ရှိရင်ကျွန်တော်တို့က24ရက်နေ့နော်မနက်ဖြန်ဆိုလို့ရှိရင်ကျွန်တော်တို့က24ရက်4ရက်နေ့နော်အာလအားဖြင့်ဆိုရင်နှစ်လ 25ဒါဒီပြက်ကလေးအင်္ဂလိပ်ပြက်ကလေးအတိုင်းပဲတွက်ရမယ်နော်ဘယ်လိုတွက်ရမလဲဆိုတော့အဲ့ဒီရက်ဒီအားလုံးကိုတစ်လုံးနဲ့ဖြစ်အောင်ပေါင်းရမယ်နော်24ရက်2လ2ထောင်နော်25နော်2025မှာတော့300ရရှိနေတာဘာမှတန်ဖိုးမရှိတဲ့အတွက်ကြောင့်မလို့300ကိုတော့ဒီတိုင်းပဲထားထားမယ်နော်အဲ့တော့တွက်ကြည့်မယ် နော်အဲ့တော့နှစ်နဲ့လေးနဲ့ပေါင်းရင်လေးနဲ့နှစ်နဲ့ပေါင်း6 9 8 9 10 11 12 13 14 15 16 19နော်စကောစကောဆိုတဲ့ကိန်းကိုလည်းဒီတိုင်းမထားအောင်သူကတလုံးနဲ့ဖြစ်အောင်ထပ်ပါအောင်မယ်တင့်နဲ့ခွန်နဲ့ကိုလည်းပြန်ပါ၈အဲ့ဒါဆိုလို့ရှိရင်24ရက်2လ2025ဟာ၈ကနန်းစိုးမှုတယ်အဲ့ဒီနေ့မှာကဘာတဝမ်းလုံးမှာထီဝဲဖွင့်ဖွင့် ်ဘယ်နိုင်ငံပဲထီဖွင့်ဖွင့်ဟိုဟာကန်ဆန်းပဲပဲနိုင်နိုင်အဲ့ဒီနေ့မှာများသောအဖြစ်ရှစ်ကနန်းဒီဂျင်းဒီပါဝင်มาဖြစ်ပါတယ်เนาะအဲ့တော့နောက်တစ်ရက်ကိုကျွန်တော်တို့နမူနာတွက်ကြည့်ရအောင်30ရက်3 2025အဲ့ဒါကိုတစ်လုံးနဲ့ဖြစ်အောင်ပေါင်းမယ်30ရက်3 2025 နှစ်ထောင်25နော်3နဲ့3နဲ့ပေါင်းတော့6 8 9 10 15 15ဆိုတဲ့ကိန်းကိုလည်းဒီတိုင်းမထားဘူး1နဲ့9နဲ့ကိုထပ်ပေါင်းမယ်ဆိုရင်6 30ရဲ့3လား2025အတွက်ဆိုရင်ဒါ6ဖြစ်ပါတယ်လွန်လီပြီးတော့ရက်တည့်ရက်အတွက်ကို ပြန်ပေါင်းမယ်တရက်နလား 2025နော်တရက်2လ2025တင်းနဲ့3 4 5 6 9 10 11 12စုစုပေါင်းဒီကိန်းတွေအားလုံးပေါင်းရင်12ရပါတယ်တင်းနဲ့နှစ်ကိုလည်းဒီတိုင်းမထားဘူးပြန်ပေါင်းမယ်3တရက်2လ2025မှာဖွင့်လှစ်ခဲ့တဲ့ကဘာတဝန်းလုံးဝဌီနံပတ်တွေ ကန်ဆမ်းမဲ့နံပါတ်တွေမှာလည်းသုံးကဏ္ဍဟာစုမှုထတာကိုတွေ့ရပါလိမ့်မယ်။ဒါဟာစုမှုကဏ္ဍဝိညာဉ်ကဏ္ဍတွင်နည်းဖြစ်ပါတယ်။ဒီနည်းနဲ့ကိုယ်ဟာထိဝါဒနာပါတဲ့သူဆိုလို့ရှိရင်ကန်ဆမ်းမဲ့ဝါဒနာပါတဲ့လူဆိုလို့ရှိရင်ကိုယ်ရဲ့ကိုယ်ထိုးထားတဲ့နံပါတ်ကိုယ်ထိုးထားတဲ့ကန်ဆမ်းမဲ့လက်မှတ်ကိုယ်ထိုးထားတဲ့ထိနံပါတ်မှာဒီလိုကိန်းကဏ္ဍလေးတွေများများပါတာကိုရွေးချယ်ရင်ပောက်ဖို့ပို့ပြီးတော့ ကြိုးချောင်းစီလျော်တယ်ပို့ပြီးတော့များပါတယ်เนาะအဆင်ပြေကြပါစေ။